အောင်မြင်တာကိုမနာလိုလို့ပူလောင်နေတာဆိုတော့သူ့သူ့ရဲ့ဇကားကိုလှလှပပခြေပြလိုက်တဲ့မထက်အလုံးမဲမိကလာပါဗမစ်နာငွမ်းတွေကြွစွလိုက်ပါတယ်မထက်နဲ့သူ့သူတို့ကအနုပညာလောကရဲ့မေကန်လောကမှာတူတူကြိုးစားကောင်းလက်ရှိမှာပောင်ရောက်အောင်မြင်နေကြတဲ့သူတွေဖြစ်ပါတယ်မေကန်လောကမှာအောင်မြင်ရုံတင်မကပဲအနုပညာအလုပ်တွေကိုပါတွက်ဖက်လောက်ကင်လာကြတာပါ ပေကရက်နှစ်တွေမှာမေကန်ဆရာတွေကလည်းရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်ရိုက်ကူးခွင့်ရရှိလာခဲ့ပါတယ်။ညီညီမောင်စန်းချောင်းတူတူမတ်ထက်လင်းလင်းတို့ကရုပ်ရှင်ဇာတ်ကားကြီးတွေမှာနေရာပေးခံလာရတာပေါ့။ဒါပေမဲ့အမျိုးသားမြင်ရင်တန်းတန်းဆွဲဖြစ်နေတဲ့ဇယုတ်တွေနဲ့သာရိုက်နေခဲ့ရတာပေါ့။ဒါကြောင့်မို့မတ်ထက်ကတော့အနှွေးပညာလုံးမလုံးတာကြပါပြီ။တူတူနဲ့လင်းလင်းတို့ကတောင်းတကားပြီးတကားရိုက်ရင်အနှွေးပညာလောကမှာနေရာရရှိလာခဲ့တာပေါ့။ ဒါအပြင်ပြီးခဲ့တဲ့အပတ်မှာလည်း Play ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာတူတူနဲ့လင်းလင်းတို့ကပအဝင်ရုပ်ဆောင်ထတာပေါင်းအစောပိုင်းရုပ်ရှင်မှာတူတူကမိမစိတ်ဝင်နေတဲ့သူဖြစ်ပေမဲ့ယောက်ျားလေးလိုပတိုင်းမွေးတွေထားကပုံထောက်အသွင်ကိုစောင့်ခဲ့ပါတယ်။ နေပန်ဆိုရင်လူချမ်းကြီးလောက်ခါညပန်ဆိုရင်အမျိုးသားမအမျိုးသားဆိုတဲ့ဇယောက်ကိုတရုတ်ဆောင်ထားခဲ့တာပေါ့ဒါပြင်ဇကားမိတ်ဆက်ပွဲကိုတက်ရောက်လာတဲ့အချိန်မှာလဲတူတူကပတိုင်းမွေးကြီးထားကနှကန်းနီဆိုပြီးပွဲတက်လာခဲ့တာပေါ့အောက်ကတိုက်ပုံနဲ့ပစိုးကိုဝစ်စင်ကအတိုင်းဝိုင်းကိုမျက်နှာပြက်စေသလိုဖြစ်နေခဲ့ပါတယ်။ဗရိတ်များပြားကလည်းသူတို့ကိုဝိုင်းပြီးအဖြစ်တင်ကြသလုံးအတိုင်းဝိုင်းသူဖြစ်တဲ့မတ်ထက်ကိုလည်းစာရီပို့ကပြောဆိုကြပါတယ်။ LGBT အတိုင်းဝိုင်းတိုက်ခါကြောင့်လုံနေတာကိုလက်ပိုက်ကြည့်မလာလို့ပြောဆိုနေကြတာပါ။ဒါကြောင့်မို့မထက်ကတငယ်ချင်းစော်ပြီးမတတ်မတ်ထားပဲအတိုင်းဝိုင်းတို့လုပ်ငန်းတို့မိတ်ဆွေလိုသားသဘောထားကြောင်းဒါအပြင်ကိုရကိုရဲစာကြည့်ကအတိုင်းဝိုင်းအတွက်မတွေးပေးတာမျိုးအပေါ်သဘောမချရင်တော့ထုတ်ပြောပိုင်ခွင့်မရှိသလိုထုတ်မပြောခြင်းကြောင့်စာရေးတင်ခဲ့တာပါ။ ဒီစာကသူသူနဲ့လင်းလင်းတို့ကိုရည်ညွှန်းပါတယ်လို့အတိအကျပြောထားခဲ့ခြင်းမရှိပါဘူး။မထက်ကလက်ရှိဖြစ်နေတဲ့ပြဿနာပေါ်သူသဘောထားအမြင်ကိုသာပြောဆိုခြင်းဖြစ်ပါတယ်။ဒါပေမဲ့သူသူကတော့မထက်ပြောတာကသူ့ကိုပြောတာလို့သာတထစ်ချောက်ချက်ချလိုက်တာပါ။ ဒါကြောင့်မို့အင်တာဗျူးတစ်ခုကနေအတိုင်းဝိုင်းကိုတိတ်ပြီးကိုညင်ခြင်းနဲ့ဆိုရင်မရှိဆင်းရဲနေတဲ့ LGBT တွေကိုအလုပ်ပေးကခေါ်ကြွေးလိုက်လေပြီးတော့လူတွေကမနာလိုကြတာများတယ်ဆိုပြီးကောက်ချက်ချကထုတ်ပြောလိုက်တာပေါ့မထက်ကတော့သူ့စကားကပွဲဆိုသလိုဖြစ်သွားရတဲ့အပေါ်မှာစိတ်မကောင်းဖြစ်နေတာပေါ့ဒါအပြင်သူတို့ရဲ့လုံရက်ကိုသူ့အနေနဲ့တားချင်ရအောင်ကိုတိုင်းပြောင်းလဲမှရမှာလို့ထုတ်ပြောထားခဲ့ပါတယ်ဒါအပြင်မနာလိုလို့ခုလိုပွဲရှာရဲဆိုတဲ့စကားပေါ်မှာလည်းမထက်က LGBT အတိုင်းဝိုင်းကိုညှို့နှမ်းစေမဲ့ရုပ်ရှင်မျိုးကိုမရိုက်ချင်တော့တာကြောင့်စက်မရိုက်တော့တာပေါ့ င်းဒါအပြင်ကြကြကြိုက်ကြိုက်မှာမထက်ကောင်အရင်ဇာကတော့ကလည်းအောမဲကာရက်တာမျိုး item မျိုးလုံးဝမလုပ်ခဲ့ပါဘူးအကုန်လုံးကိုထိမ့်ပြီးတော့လုပ်ခဲ့တော့မထက်ကအနေထိုင်ကဆဂယူဆိုင်နေထိုင်နေဆိုပြီးလှလပပခြေချလိုက်ခဲ့တာဖြစ်ပါတယ် မထက်ဟာအနုပညာလောကထဲမှာရပ်တည်တဲ့အချိန်မှာအနေထိုင်အိမ်စိမ်းလှတာမို့အစင်းမတွေထတ်တောင်းတိမ်မွေ့တဲ့ဆိုပြီးချီချိုးချသူတွေကများပါတယ်အခြေရင်းနဲ့ပတ်သက်ပြီးအသေးကွင်းရင်သာဆွေးနွေးတတ်တာဖြစ်ကောင်းပွဲရှာတာမျိုးတိတ်မရှိခဲ့ပါဘူးအောင်မြင်နေတာကိုမနာလိုလို့ပူလောင်နေတာဆိုတဲ့သူတို့ရဲ့ဇကားကိုလှလှပပခြေပြလိုက်တဲ့မထက်ပုံဘရိတ်တို့ရဲ့အမြင်ကလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ